အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကုသရပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့အတ္တအမကံပါအကျုံးမဝင်တဲ့အချက်တွေကခိုက်ရန်ဖြစ်ပွားခြင်းခိုက်ရန်ဖြစ်ပွားခြင်းဆိုတဲ့အပိုင်းမှာကိုကကိုကနဲ့ကိုထိုင်နေတယ်သူများကလာပြီးတော့မှလှုပ်ကြံတက်ဖြတ်သွားတယ်အဲ့လိုအချက်မျိုးဆိုရင်တော့ဒါကိုသည်ဘာမှဘသူနဲ့မှရန်ရှာတာလည်းမဟုတ်ဘူးကိုအတွက်ကိုနေထိုင်နေလှုပ်ကြံခံရတာ ဲ့တော့ကိုဒီခံလိုက်ရတဲ့သူဖြစ်တဲ့အတွက်အမခံအကျုံးဝင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့အရက်တေစာတောက်စားပြီးတော့မှအဲ့ဒီနောက်ကနေပြီးတော့မှဖြစ်လာတဲ့အကျိုးဆက်ကြောင့်သူမဟုတ်ကျွန်တော်တို့မူးရစေစိတ်ကိုမူးရစေတဲ့စေဝါတစ်ခုခုကိုတုံဆွဲပြီးတော့မှဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကြောင့်ရင်တိုင်းမူတွေဖြစ်မဲ့ခုနပြောတဲ့ရံဖြစ်တာမျိုးဒါမှမဟုတ်ဥပါဒုဖြစ်သွားတာမျိုးအဲ့ဒါမျိုးတွေဆိုရင်အကျုံးမဝင်ပါဘူးခင်ဗျာ ဲ့တော့တချို့ကပြောတယ်အမခံဘာဒီမှလည်းမသိရှုပ်နေမရှုပ်ပါဘူးရှင်းပါတယ်ကျွန်တော်တို့ပါတဲ့အချက်လက်ကလေးတွေကိုတိချာလေးဖတ်ကြဖို့တော့လိုအပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်